ငါပါအဲ့တော့ narrative TikTok နေမကောင်းတယ်ဒါပေမဲ့ပေါ့နော် channel လေး message ကြီးလုတ်ပေးချင်လို့ကြိလေးပေးထားလို့ channel message လေးလုတ်ပေးမယ်အဲ့တော့ကို့အတွေ့အကြုံတစ်ဖက်သူသူကကို့သူ့ရင်ထဲမှာရှိတဲ့အနတ်ရှာဆုံးစကားဘာပြောရှင်းနေလဲသူကို့ပြောမထွက်တဲ့စကားတွေဟုတ်အပြင်မှာတော့သူပြောရှင်းမှပြောမယ် physical ဘိုင်းမှာဒါပေမဲ့တကယ်တကယ်သူ့ရဲ့ source က main ကို ဘာပြောရှင်းမလဲလောကဒီပလီပေါ့နော်အဲ့အားလေးကိုကြည့်ပေးမယ်ဆိုတော့ဒါဘလို့ပြောမလဲတဖက်တူကိုကိုအာယုနမမြင်ကြည့်လိုက်သူကိုဘာပြောရှင်းနေလဲနော်အဲ့လို channel မှာဆက်စီညောတာ oracle ကတည်းချက်ဖန်လောက်ထားပါနောက်ပြီးတော့ target သွားမယ် target မှာကြည့်ကြည့်အောင်သူကိုဘာပြောရှင်းနေလဲဒီကက်လေးဒီကလေးကဒါက high end high end village tarot ပေါ့နော်ဒါကိုအတွက်ဘယ်လိုပြောမလဲ ဖုံးကွယ်ထားတဲ့အမှန်တရားကိုသူကပြပြပေးတာအော်ဒီကက်လေးတော်တော်လေးသဘောကျတယ်ဒီကက်ဒီရဲ့ဘိုင်းပေါ့နော်တစ်ဖက်သူစီက secret message တွေသိချင်တယ်ဆိုရင်ဒီကက်နဲ့ပဲကြည့်ပေးဖြစ်တယ်အော်တစ်ဖက်သူကကိုယ့်ပုံမှန်ပေါက်လေးဖုံးကွယ်ထားတယ်သူရဲ့ခံစားချက်ကိုယ့်ပုံမှန်ဖုံးကွယ်ထားတဲ့ခံစားချက်အစစ်အမှန်ပါလေကက်လေးဆွဲပြီးတော့ကြည့်ကြအောင်နော် ။ green ရဲ့နည်းနည်းတော့ကြာမယ်။ဟုတ်ပြီနော်။ဒါ love candle လေးထွန်းထားတယ်။ pink color လေး။ကဲအဲ့တော့တွားကြည့်အောင်။တစ်ဖက်တော့ကိုယ်ဘာတွေပြောရှင်းနေလဲ။သူရဲ့ဖုံးကွယ်ထားတဲ့အရာတွေကဘာတွေဖြစ်မလဲ။ The lover. Oh my god. Okay. Based on the jack. True or when? The tower. the driver. Hmm. It's always the same. Aerosols. That's true. Okay. ကက်လေးအရင်ဆုံးစီရအောင်နော်ကက်လေးတွေအရင်ဆုံးစီမယ်ဒီမှာလည်းဒါရှက်ဖဲလောက်ထားပြီးသားပဲโอเคโอเคอืม ကဲအဲ့တော့တစ်ဖက်သူလက်ရှိ current energy လေးပြောပြမယ်ပြီးရှောင်းမသူစီကသူ့ရဲ့ energy ဖတ်ရင်လည်း channel ယူကြည့်အောင်မိမလားလို့နော်အဲ့တော့တစ်ဖက်သူကလေလုံးဝ totally မင်းနဲ့ပတ်သက်ပြီးသူ့ရင်ထဲခန်းစားချက်တော်တော်လေးကိုရှိတယ်နော်ဆိုတော့သူကလေအခုချိန်မှာอืมတန်ရောစင်မြင်တယ်တန်ရောစင် past တန်ရောစင်ညောင်ချာမှာအရင်ဆုံး energy ခန်းစားမိတာကနော် ကွန်နက်ရှင်က strong ဖြစ်ခဲ့လိမ့်မယ်အတိတ်ကကွန်နက်ရှင်တခုအတိတ်ဘဝဖြစ်ဖြစ်ပေါ့နော်အခုဒီခု current moment မဟုတ်ဘူးကွာသူနဲ့ကိုယ်နဲ့ပတ်သက်ခဲ့ရာရာစုနဲ့တခုကြိုင်ကြမယ်နော်အဲ့လိုမျိုးတန်ရောစင်တခြားသူတွေနဲ့တခြားသူပေါ်မှာထားတဲ့တန်ရောစင်နဲ့မတူမင်းပေါ်မှာထားတဲ့တန်ရောစင်ကတော့ deep ဖြစ်တယ်ပေါ့ဆိုတဲ့ပုံစံမျိုးပြနော်ဆိုတော့တစ်ဖက်သူကလက်ရှိမှာပေါ့နော်သူ့အနေနဲ့ maybe အဲ့အဆင်မပြေလောက်စီးပွားရေးမှာပဲဖြစ်ဖြစ်လုပ်ငန်းဆောင်တာမှာပဲဖြစ်ဖြစ်သူ့အနေနဲ့နော်အရှုံးနေခံစားနေရတယ် maybe spiritual awakening တမျိုးပေါ့ဒီကက်က spiritual awakening လို့လည်းပြောရတယ်ဒီမှာလဲသူပြောရှင်တဲ့စကားကနော်ဒီမှာ I'm going through the spiritual awakening လို့ပြထားတယ်အဲ့တော့ universe ကသူ့ကိုလေဒီချိန်မှာ လက်ဆင်တွေပေးကောင်းပေးပေးနေမှာသူ့ဘဝထဲမှာတခုမဟုတ်တခုစိုးရတယ်တခုကြုံတွေ့နေရမယ်အဲ့အေရပေါ်မှာ तू ဘလို့ handle လုပ်ရမလဲနော်ဒီရပိုင်းမှာ तू တော်တော်လေးမင်းနဲ့ပတ်သက်တဲ့အကြောင်းတွေ तू တွေးဖြစ်တယ်မင်းဘဝမှာ तू ကောင်းကောင်းမဆက်ဆံပြီးခဲ့မိရတယ်မင်းဘဝမှာအာနာတာတွေနော်မင်းသူ့ကြောင့်နာကျင်ခဲ့ရတယ်အကုန်လုံးဒီချိန်မှာသူခံစားမိနေ Universe ကလည်းဒါပေါ့နော်မင်းကိုမြင်အောင်သူပြနေဘယ်လိုပြောရမလဲ မင်းခံစားခဲ့ရတဲ့အစိတ်အပိုင်းတစ်ခုလေးကိုဒါ universe ကသူ့အိမ်မက်ပဲဖြစ်ဖြစ်ပေါ့နော် သူလုံးဝဒီတောင်းရင်လာရင်နေပဲဖြစ်ဖြစ်ပေါ့နော်သူ့အနေနဲ့ awakening တစ်ခုရအောင်ဘယ်လိုပြောမလဲ universe ကမင်းဘက်မှာဒီချိန်မှာ universe ကသူလားသူ့ awakening မင်းနဲ့ပတ်သက်ပြီးသူ့ awakening ဖြစ်အောင်တွန်းပို့ပေးနေရ universe ကเนาะအဲ့တော့မင်းနဲ့ပတ်သက်ပြီးတော့လေသူ့အနေနဲ့တခုမဟုတ်တခု action ယူဖို့မင်းနဲ့တခုခုတခုမဟုတ်တခုလှုပ်ဆောင်ဖို့ရအတွက်သူစဉ်းစားနေတယ်เนาะသူမင်းနဲ့ ယူဗီကန်နေသူစတင်ရှင်နဲ့ဖက်စမာတော့သူမင်းပေါ်မှာမကောင်းခဲ့ဘူးမင်းပေါ်မှာဒါကြည့်ပြွားွားကသူမဆက်ဆံပြီးခဲ့တဲ့အပေါ်မှာသူဒီချိန်မှာနောင်တရနေရယ်နော်နောင်တရနေရယ်အဲ့နောင်တရတဲ့ feeling လေးဖြစ်အောင်လို့ကို universe ကတမင်သူ awakening moment နေကြုံခိုင်းနေရနော်ကြုံခိုင်းနေရကြည့်ရနော် energy လေးကမိနေပြီဆိုတော့ channel လေးစမယ် ဒီရပိုင်မင်းအစင်ရောပြေးရလားမင်းကောင်ကဝင်ကြည့်နေရဲ့မင်းဒီချိန်မှာဘသူနဲ့မြန်ပတ်သက်နေမလဲဘသူနဲ့မြန်ရှိနေမလဲမင်းဘာရဖြစ်နေမလဲအဝေးကနေစောင့်ကြည့်နေရဲ့အတိရွာမင်းဒီချိန်မှာမင်းကနဲ့ပတ်သက်ပြီးနေနိုင်နေမှာငါ့ကိုလည်းမင်းဘွားတယ်မှာမလို့အတော့ဘူးလို့ချင်းနေတကယ်မလို့အတော့ဘူးမင်းငါ့ကိုမင်းပြောနေရမင်းပြောနေရတွင် မင်းအရင်အထက်ပိုပြောလဲလှလာတယ်။မင်းရဲ့ energy ကိုလည်းငါခံစားမိရဲ့။အရင်အထက်ပိုကောင်းတဲ့ energy တခုရတယ်။တခြားတခုကမင်းကအရင်ကလိုငါ့ပုံမှာတွေ့ကက်နေမယ်မင်းကလေးမျိုးမဟုတ်တော့ဘူး။အဲ့ဒါငါအဲ့ဒါတော့တခြားငါတိသွားတယ်။ဒီရက်ပိုင်းကမင်းကိုအိမ်မက်တယ်လေမက်တယ်။အတိတ်တုန်းကမင်းနဲ့ငါနဲ့သွားခဲ့တဲ့တူတူသွားခဲ့ဖို့ရဲ့နေရာကပြန်ရောက်တိုင်းပြန်ရောက်ဖြစ်တာဘယ်လိုလုပ်ပြန်ရောက်သွားမလဲမသိဘူး။ တတိယတစ်ခုကတစ်ခုခုကငေါ့ဘာကြီးပြောရှင်နေလဲမတစ်ခုခုကငေါ့မင်းနဲ့ပတ်သက်ပြီးအရင်ဆွဲထားနေသလိုပဲအဆင်ပြောင်းနေပါငါတော့တကယ်အဆင်မပြေဘူးမင်းကငါလိုအပ်တယ်လို့တော့အမပြောရဲဘူးအတိတ်မှာတော့မင်းလိုအပ်တဲ့အချိန်မှလည်းငါမရှိနေပေခဲ့ဘူးလေအဲ့တော့ဒီချိန်မှာဒါတရားမျှတာပါတယ်မင်းလည်း ငါဖေးနာမှာမရှိပေမရှိနေပေးရပဲကောင်းပါတယ်မင်းတို့လိုအပ်တဲ့အမှန်တကယ်ဒါပေမဲ့ငါရဲ့အပူတွေမင်းကိုမကူးစေချင်ဘူးမင်းဒီတိုင်းပြောနေရလေးပဲငါမြင်ချင်တယ်ပြောနေရစိတ်ချမ်းသာနေရခေါ့ကိုကုလုဆရာရှိရလေးပဲကိုလှုပ်ပါမင်းနဲ့နေယူမမိုရီတခုဖြန်ဆချင်တယ်အခွင့်အရေးရှိအောင်မလားတော့မပြောတတ်ဘူးဒါပေမဲ့ငါဖြန်ဆချင်တယ်မင်းကငါတို့အလင်းရောင်လေးလိုပဲ ါဘွားအစိုးရကြီးပဲကြုံနေရကွာမင်းလာတဲ့အခိုက်အတန့်တွေကငါဘွားတွေခဏလင်းသွားသလိုပဲအမှန်တော့ငါအဲ့အလင်းရောင်လေးကိုကြောက်လို့အဲ့အလင်းရောင်ငါနဲ့မထိုက်တန်ဘူးထင်လို့ငါမင်းစီကနေပြေးခဲ့တာအခုလည်းပြေးနေတော့မယ်ဒါပေမဲ့အခုငါမပြေးရှင်တော့မပြေးရှင်တော့မင်းနားမှာပဲငါရှိနေပြေးရှင်နေတယ် မင်းကအကောင်းဆုံးနေဖန်တီးပေးရှင်နေမင်းကကိုစောင့်နေနိုင်မလားပြန်လာတော့မလာရဲဘူးမင်းကိုလည်းငါအရန်တတိရတယ်မင်းကိုလည်းငါအရန်လိုအပ်တယ်ဒါပေမဲ့မင်းလက်ခံမမလားလို့တွေးနေရပြောငါကရောမင်းနဲ့ထိုက်တန်ရလားအဲ့ဒါလည်းငါတွေးနေတကယ်ပါ ။အမင်းကိုပြောရှင်။မင်းငါ့ကိုပေးတဲ့အလင်းလေးလိုမျိုးကမင်းကိုပြန်ပေးရှင်နေ။ဒါပေမဲ့ငါကိုယ်တိုင်အလင်းမဖြစ်နေသေးဘူး။မထိုက်တန်သေးဘူးလို့ပဲငါထင်နေရဲ့မင်းနဲ့။ငါပေါ်ရင်မရှုံရှက်ခတ်နေရရဲ့အများကြီး။ငါဘယ်လိုဟန်တယ်လောက်အောင်လည်းမသိဘူး။မင်းကပြဖက်လာပြဖက်လိုက်ပြီးတော့မင်းရဲ့အကြံဉာဏ်ကလိုရှင်နေတယ်ဒါပေမဲ့ လို့ရှင်ယုံမှာပဲအဲ့ဒါအဲ့ဒါရငါနဲ့မထိုက်တန်ဘူးလေမင်းကငါထိုက်ကောင်းနေသူနဲ့မထိုက်တန်တော့ပါအင်းတလောက်ပဲဖြတ်လိုက်မယ်နော် तू ကသူ့ကိုသူ energy ကလေသူ့ကိုသူမထိုက်တန်ဘူးလို့ပဲထင်ကြီးကချင်းနေသေးတာဟိုလာမန်တော်ပြောရှင်တဲ့စကားတိုင်း तू က तू လုတ်ပေးရှင်တာရှိရဲ့မင်းပေါ့မှာမင်းကလည်း new memory ကို तू ဖန်တီးရှင်တယ်ဒါပေမဲ့ စ်နိုင်ပါမလားလုပ်လို့ရပါမလားသူအမြင်တော့မှာပေါ့နော် inner sign trauma လည်းရှိမယ် past trauma လည်းရှိမယ်အဲ့ trauma ကြီးကအဲ့ trauma ကြီးဒီချိန်မှာ तू က healing လုပ်နေရတယ်အဲ့ trauma ကြီးပြန်ပေါ်အောင်လုပ်နိုင်မယ်ဆိုတော့သူ့ရဲ့တစိမ့်တစ်ပိုင်း past trauma ကမင်းနဲ့လည်းပတ်သက်ပြီးရှိခဲ့ဘူးပဲအဲ့တော့သူ့အနေနဲ့ဒါတွန်းဆုပ်တွေ့ဝင်နေရဖြစ်ပါမလားနော်ဖြစ်နိုင်ပါမလားအဲ့လိုမျိုးပေါ့နော် ဒါကသူ့ရဲ့ energy လေးဆိုတော့မင်းကိုပျော်ရွှင်အောင်သူဖန်တီးပေးရှင်တယ်မင်းနဲ့လည်း new memory သူလုပ်ပေးရှင်တယ် new pick and နေ့တခုလည်းစတင်ရှင်တယ်မင်းမင်းဘက်ကလည်းအဲ့လိုပေါ့နော်ဒါဆူတောင်းထားတယ်ဒါမင်းမဲနော်ဒီ region ကြည့်နေမင်းဆူတောင်းထားတယ်ဒါပေမဲ့သူ့အနေနဲ့ not sure ဒီချိန်မှာသူ့ရဲ့ energy ကမတိချသေးဘူးရုပ်ပေးချင်တဲ့စိတ်ဆန္ဒတော့ရှိတယ်ဒါပေမဲ့သူ့ကိုယ်သူတိချပြီးအဲ့လိုအဲ့လို awakening အဆင့်ထိမရောက်သေးဘူးဒီချိန်မှာတော့ lavender ရဲ့ energy ဖန်လိုက်တာ ီချိန်မှာ तू က thinking moment เนาะဒါ awakening moment မရှိသေးရဲ့တော့ကသူကသူဘောနော်တေချာပြီးတင်းမင်းနဲ့ပတ်သက်ပြီးလောကတေချာနေပြီဆိုတာယူမဟုတ်သေးဘူးအခုဖန်လိုက်တဲ့ energy อ่ะเนาะအဲသူ့ဘဝထဲမှာတခုခုအဆင်မပြေနေရရှိမယ်သူမင်းကိုလည်းပြောပြရှင်တယ်ဒါပေမဲ့ तू ကသူ့အပေါ်မင်းမပေးရှင် तू အဲ့လောက်ထိဘောနော်မင်းတို့နှစ်ယောက်ကတွန်းဆိုင်နေနေမှာပါတွန်းဆိုင်ကြတော့မဟုတ် soul mate connection တွေဘောနော် तू ကမလို့ပြောမလဲမင်းနစ်နာသွားမှာကို तू ကမလို့ချင်ဘူး မင်းတို့အကောင်ဆုံးနေမဲ့သူပြီးရှင်နေအဲ့ဒါသူ့ရဲ့ higher self သူ့ရဲ့ source ကရတဲ့ energy เนาะ maybe အပြင်မှာတော့အဲ့လို option မဟုတ်မှာအပြင်မှာကျတော့ physical ဘိုင်းမှာ ego တွေတို့ဒီ attachment တွေလုံးနဲ့ဒါသူ့ရဲ့လုံးဝအမှန်တရားလုံးဝမသိနိုင်ဘူးအဲ့လိုမျိုးပေါ့ laboratory ဆိုတဲ့ laboratory twin flame ကအဲ့ဒီအတိုင်းပဲเนาะဒီချက်မှာလည်းသူ့ energy ပါပါတယ်เนาะသူကဘာလို့ပြောရမလဲအပြင်ဘိုင်းမှာတော့ ဲ့လိုဆက်ဆံတာမျိုးမဟုတ်ဘူးဒါပေမဲ့တကယ်တကယ်ဒီ타로သူ့ရဲ့တကယ်အတွင်းစိတ်သူ့ရဲ့တကယ် energy ကိုသိရင်ဒီ타로ကကပဲဒါအဖြေပေးရတိလားအဲ့တော့ maybe တချို့လူတွေထင်ကောင်းထင်လိမ့်မယ်သူအပြင်မှာတော့အဲ့လိုမဟုတ်ဘူးဒါပေမဲ့타로ကတည်းကအဲ့လိုပြောတယ်ကိုကိုဝေဝါဝေဝါနေပေါ့နော်သူတကယ်ဟောဟောရလားတကယ်ဟုတ်တယ်အမှန်တရားအတွေ့အကြုံပါပေါ့မူတည်ပြီးတော့ပြောမယ်ဆိုရင်ဒီ target ကတည်းကသူတကယ်ပြောရှင်တဲ့ higher self ကစကားကြီးသူ့ရဲ့ no source က so awakening ကလာတဲ့စကားကြီး နော်ဒီ tarot card တဲ့ spiritual ဘိုင်းနဲ့ပတ်သက်တယ်ဆိုတော့ spiritual အရာပဲသူက message ပေးမှာပါအပြင်မှာ physical အရာတော့ message ပေးရှင်မှာပေးမယ်အဲအဲ့လိုသဘောမျိုးပေါ့ဆိုတော့တကယ်ဟုတ်ကောဟုတ်ရလားဆိုတော့တကယ်ဟုတ်တယ်တကယ်ဟုတ်ကောဟုတ်တယ် အပြင်ပိုင်းမှာတော့မင်းကိုဂယူးမဆိုင်တယ်လို့မျိုးမင်းကို ADS ဆက်ဆက်နေတယ်လို့မျိုးရှိကောင်းရှိမယ်အမင်းလည်းအဲ့တိုင်းပဲပါတကယ်မလားအပြင်ပိုင်းမှာတော့သူ့ကိုဒါရှောင်ပြေးတာမျိုးသူ့ကိုမဆက်သွယ်တာမျိုးတကယ်လှုပ်ရှင်အပြင်ပိုင်းမှာအဲ့လိုဆက်ဆက်မယ်ပေါ့ဒါပေမဲ့တကယ်တကယ်မင်းကိုမင်းကသူ့ကိုအရန်ဆက်သွယ်ရှင်တယ်မင်းကသူ့ကိုအရန်လည်းလွမ်းနေရဲသူနဲ့လည်းအရန်ပြန်ဆင်ပြေးရှင်တယ်သူ့ပေါ်မှာလည်းအများကြီးမျောလင့်ထားအဲ့လိုမျိုးပေါ့တကယ်မလားဒါမင်းအပြင်အနေနဲ့ဒါပေမဲ့သူ့ပုံမှာတကယ်ဆက်ဆက်နဲ့တကယ်ကြောက်သူ့ပုံမှာစကားမပြောဘူးသူကဂယူးမဆိုင်တယ်လို့နေရဲအဲ့လိုပုံစံမျိုးပေါ့ အလာဟန်ဒရီယာလည်းဒါတစ်ဖက်သူရဲ့တကယ် deep ပေါ့နော်မင်းဖြစ်နေတယ်လို့မျိုးတကယ်မင်းကလည်းသူ့ဘက်မှာဖုံးကွယ်ထားရရှိလို့သူကလည်းမင်းဘက်မှာဖုံးကွယ်ထားရရှိရဲ့အဲ့ဒါရဲ့ဘာလဲဆိုဆွဲနှုတ်ပြရအဲ့ဒါ channel message ပဲဆိုတော့နှစ်ယောက်ကလေ new beginning လေးရရှိလာအောင်မှာ universe ကမင်းတို့နှစ်ယောက်ကိုမျက်နှာသာပေးထားတဲ့ဒီချိန်မှာတယောက်ရဲ့တယောက်နဲ့တယောက် soul lesson တွေသင်ယူနေရတဲ့ timeline တစ်ခုဖြစ်နေရယ်ဆိုတော့မင်းတို့နှစ်ယောက်ပြန်ဆောင်ဖို့ timeline ကတော့နည်းနည်းလိုအောင်မယ်ဒါပဲမရှိရယ် ဲ့ဒီစီကိုအဲ့ဒီ timeline နဲ့เนาะ match ဖြစ်တဲ့ energy မင်းရောသူရောရှိနေရဆိုရင်အဲ့ timeline ကိုရောက်သွားလိမ့်မယ်အဲ့တော့အချိန်အချိန်ကာလတစ်ခုတော့လိုအပ်မယ်ဟုတ်ပြီเนาะอืมဆိုတော့ဒီအချိန်မှာဒီ video ကိုကြည့်ပြီးဘာဆက်လုပ်ရမလဲဆိုရင် ူနဲ့ပတ်သက်ပြီးတော့ data player မင်းနဲ့ပတ်သက်ပြီးရှိနေဆိုတာသိချသွားပြီကွာအဲ့တော့မင်းဘာဆက်လုပ်ရမလဲเนาะအခု current energy တိုင်းသူမြင်တဲ့ energy တိုင်းမနေပါသူကမင်းဘောမှာဘယ်လိုမြင်နေလဲဆိုတော့ဒီချိန်မှာအရင်ကထပ်ပို့ပြီးတော့လှလာရဲသူဘောမှာလုံးဝ attachment တွေမရှိတော့ဘူးသူမရှိလဲဘောက okay နေပြီဆိုရဲအနေထားမင်းဖြစ်နေရပါအေးအဲ့ဒီအနေထားတိုင်းမဲ့နေသူကမင်းအဲ့လိုထင်နေရ အဲ့တော့အဲ့ဒီအနေထားတိုင်းမှာဆက်လုပ်မယ်เนาะတကယ် तू ကလည်းမင်းအဲ့လိုအနေထားဖြစ်လေပြန်လဲယူချင်းလေးပဲအဓိက तू က attachment ဖြစ်တဲ့ကောင်မလေးမဟုတ်တော့ဘူးသူ့ပေါ်မှာဒါကောင်လေးပေါ့เนาะ attachment ဖြစ်တဲ့ကောင်လေးကောင်မလေးမဟုတ်တော့ဘူးဆိုတော့ဒါအရာနဲ့ तू နောင်တရနေဒီလားဆိုတော့အဲ့ဒီ energy အတိုင်းမှာဆက်ပြီးတော့နေပါ keep going เนาะ keep going မှာဟုတ်ပြီနော်အဲ့တော့ channel message လေးကတော့ဒီလောက်ပဲအခုကို select sub focus လုပ်ဖို့မမေ့ကြပါနဲ့เนาะဒါ အဗန်တာရီကလေဘဲကော်နက်ရှင်မစိုးအစီအရင်နဲ့လုတ်ပြီးပြန်ခေါ်ထားတာမျိုးမရှိဘူးဒီလားအဲ့လဗန်ဒါရီစီလာမေးရဲ့အစီအရင်နဲ့လှုပ်ရှင်နေအစီအရင်လှုပ်ပေးလားဆမ်မလေးအန်နာဂျီကမိုက်လို့ပေါ့နော်မဟုတ်ဘူးဘာမှလှုပ်ဘူးဒီလားအာဘာမှမလှုပ်ဘူးဘသူမှလည်းပြန်လှုပ်ချင်တာမျိုးတွေပါမရှိဘူးဒီတိုင်းမှာကိုယ့်ကိုကိုယ့်ကို focus လုပ်တယ်ကိုယ့်အကြောင်းပေါ့နော် အကိုအကြောင်းပဲကိုတွေးရဲကိုကို focus လုပ်တယ်သူများအကြောင်းကောင်းနဲ့မတွေးမိအောင်သူများနဲ့သူများကိစ္စရဲ့ကောင်းနဲ့မှမရောက်မိအောင် attachment မဖြစ်မိအောင်နေတယ်အဲဒါရဲ့ energy အဲ့တိုင်းဆိုတော့ဒါအဲ့အဲ့လို energy ရှိတဲ့သူတယောက်စီကိုဒါပြန်လို့ရှင်ကြတာနော်ဒီလိုမျိုးပေါ့နော်ဆွဲငင်အားရှိတဲ့ energy စီကိုဒါဆွဲဒီ attachment ဖြစ်တဲ့ energy ရလာမှာပဲဆိုတော့ဒါလာလာရဆင်မောအလိုဖြစ်နေတဲ့အတွက်ကြောင့်အဲ့လိုခုပေါ်မှာဒါ ကိုလိုချင်တဲ့သူတွေများလာပါဘောနော်အဲအဲ့ဒါကြောင့်အဲ့ဒါကြောင့် lavendary ဒီ reading ကြည့်တဲ့သူတိုင်း lavendary ရဲ့ followers လေးတွေတိုင်းကိုအမြဲတမ်းပြောရယ်ကိုက attachment energy ဖြစ်အောင်မနေနဲ့ကိုက attract energy ဖြစ်အောင်နေကိုက attract energy ဖြစ်တာနဲ့ကိုလိုချင်တဲ့ဘယ် ex မဆိုကောင်းခောက်ပြီးရွေးလို့ရအနေလား lavendary ဆိုအဲ့တိုင်းဖြစ်နေဟုတ်ပြီနော်ကဲအဲ့တော့ဒါနော် အဲနိုဝင်ဘာလ reading လေးကိုလောက်ထားပေးမယ်ညကြာအခုကတော့ဒီ channel message တာတလောက်ပဲကတိပေးထားလို့လုပ်ပေးရဟုတ်ပြီနော်ကဲအဲ့တော့ man man ခဲ့ပြီးတော့ဆိုတော့ man နေအကုန်ဖတ်တယ်ဒီလားဒီ reading လေးကြည့်ပေးရတယ်ဘလို့ခန်းစားလိုက်ရလဲဆိုရင် energy လေးကိုမှတ်ထားပေးခဲ့ဟုတ်ပြီနော်နောက်မှပြန်တွေ့မယ် bye bye